ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာအခုဆိုရင်ကျွန်တော်တို့ရဲ့မလဝေကျော်မထွန်းနှမင်းဟာလေထိုင်းနိုင်ငံဗန်ကောက်မြို့စီကိုရောက်ရှိနေဖြစ်ပါတယ်သူဟာကရှင်တိုင်းရင်းသားကိုခံပြန်ဆိုတက်ခိုက်ဖိုင်တာကြီးအွန်လိုင်းအန်ဆိုင်ရဲ့ professional ကစားသမားပေါ်နောက်ဆုံးနှုတ်ဆက်ပွဲကိုလူကိုယ်တိုင်ကိုကြတက်ရောက်ကြည့်ရှုအားပေးဖို့အတွက်ထိုင်းနိုင်ငံဗန်ကောက်မြို့စီကိုထွက်ခွာသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာထွန်းနှမင်းနဲ့အတူတူ သူ့ရဲ့ဘော်ရာရောင်းရင်အပေါင်းအသင်းတွေလည်းလိုက်ပါသွားခဲ့တယ်ပေါ့လေဒီနေ့နေ့လည်းမှာတော့ထွန်းနှမင်းဟာလူကိုယ်တိုင်ကိုကြသွားပြီးတော့အွန်လိုင်းအဆန်ကိုတွေ့ဆုံခဲ့တယ်ပြီးတော့မနက်ဖြန်မှာနိုင်ပွဲရအောင်နိုင်ပါစေကြောင်းကစားသမားဘုရားနောက်ဆုံးပွဲစဉ်ကိုနှပ်ပါတဲ့နိုင်ပွဲနဲ့အတူအဆုံးသတ်နိုင်ပါစေကြောင်းဆုတောင်းပေးခဲ့ပါတယ်ခင်ဗျပြီးတော့ထွန်းနှမင်းကမြန်မာနိုင်ငံတော်ဟာဒီပွဲမှာအွန်လိုင်းအဆန်နဲ့အတူရှိနေမှာပါအွန်လိုင်းအဆန်ကိုအားပေးနေကြမှာပါဆိုပြီးတော့လည်းအားပေးစကားပြောခဲ့ပါသေးတယ် ဒီနေ့နေ့လည်းကထွန်းထွန်းမင်းကလေအွန်လိုင်းအဆန်းကိုတော့တွေ့ဆုံတော့ထွန်းထွန်းမင်းရဲ့ပေါ်လာပေါင်းတဲ့လေလိုက်ပါသွားခဲ့တယ်အမတ်တရဓာတ်ပုံတွေရိုက်ကြတယ်အမတ်တရအမတ်တန်းတင်ဗီဒီယိုတွေရိုက်ယူခဲ့ကြတယ်ပေါ့လေပြီးတော့နေ့ရက်စာအတူစားကြတယ်ပေါ့ထွန်းထွန်းမင်းကိုဝမ်းချန်ပီယံရှစ်မှာကစားဖို့အတွက်အွန်လိုင်းအဆန်းကဖိတ်ခေါ်ခဲ့ဥပါတယ်အဲဒီတော့ကထွန်းထွန်းမင်းကငြင်းခဲ့တယ်ပေါ့ပြီးခဲ့တဲ့လာနိုင်ငယ်လောက်မှာထွန်းထွန်းမင်းဟာ 1C ကိုရောက်လာနိုင်တယ်ဆိုပြီးတော့သတင်းတွေကြေကြေပြန့်ပြန့်ထွက်ခဲ့ပါသေးတယ်ဒါပေမဲ့ဩဂတ်စ်လနောက်ပိုင်းမှာတော့ထွန်းထွန်းမင်းကပြောလာတယ် သူ့အနေနဲ့ဝမ်းမှာအဆင်မပြေနိုင်တော့ဘူးဒါကြောင့်ဝမ်းစီကိုသူရောက်လာတော့မှမဟုတ်ဘူးလို့အတိပေးခဲ့ပါတယ်အခုနောက်ဆုံးကြားသိရတဲ့သတင်းတွေကတော့ထွန်းထွန်းမင်းဟာ BKFC ဘက်စီကိုကူပြောင်းပြီးတော့လူရလဝိထိုးသွားနိုင်တယ်လို့လည်းသတင်းကြားသိနေရတယ်ခင်ဗျဟုတ်ကဲ့ဝမ်းမှာထွန်းထွန်းမင်းရဲ့ညီဖြစ်တဲ့ထွန်းမင်းနိုင်တို့ထွန်းမင်းအောင်တို့ရောက်သွားခဲ့ကြတယ်ပေါ့လေအဲ့ဒါကလည်းအွန်လိုင်းဆိုင်အကူအညီတွေပါတယ်လို့ကျွန်တော်တို့သတင်းတွေကြားသိရပါတယ်ခင်ဗျအွန်လိုင်းဆိုင်ဟာမနက်ဖြန်မှာတော့သူ့ရဲ့ ်အရင်ဒီဆုံးတောင်ငယ်ချင်းတယောက်ဖြစ်တဲ့ကာဒီစတန်ကိုတိုင်မက်ဖြစ်ခြင်းဆမ်းရမယ်အိတ်ပွဲစဉ်ပြီးရင်တော့အွန်လိုင်းအဆန်းဟာလက်ရည်တွေကိုချက်ပြီးတော့ဝမ်းချန်ပီယံရှစ်ကစားသမားဘဝကိုနှုတ်ဆက်စကားပြောပြီးတော့အဆုံးသတ်ပါလိမ့်မယ်ခင်ဗျအွန်လိုင်းအဆန်းဟာမြန်မာနိုင်ငံကိုစားပြုဖိုက်တာတွေကဝမ်းချန်ပီယံရှစ်မှာ ပုံရိပ်အကြီးမားဆုံးကစားသမားတယောက်ဖြစ်ပါတယ်ဝမ်းရဲ့သမိုင်းမှာလည်းပုံရိပ်ကောင်းတွေထားရှိခဲ့တဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ထွန်းထွန်းမင်းဆူတောင်းပေးတယ်လို့ပဲမနက်ဖြန်မှာအွန်လိုင်းအဆန်းနေနဲ့ကစားသမားဘဝကို အနိုင်ရလနဲ့တူနှုတ်ဆက်ခွင့်ရရှိပါစေလို့ကျွန်တော်ကလည်းထပ်လောင်းဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ